great ဟာညမသမိုင်းအခန်း1လွတ်လပ်ရေးကြိုပမ်းမှုအခန်း1ပထမဦးဆုံးအပိုင်းမှာရှစ်ဦးလှူရှားမှုများကိုလေ့လာအောင်မှာဖြစ်ပါတယ်ရှစ်ဦးလှူရှားမှုခေါင်းစဉ်အောင်မှာခေါင်းစဉ်ခွဲလေး၃ခုရှိတာကိုတွေ့ရမှာဖြစ်ပါတယ်ပထမဦးဆုံးခေါင်းစဉ်ကတော့လက်နက်ဆွဲကင်ဒေါ်လန်ချင်း ဒုတိယမြောက်ကတော့ဘုဒ္ဓဘာသာကလျာဏယူဝအသင်း YMBA Young Men's Buddhist Association နောက်ဆုံးတစ်ခုကတော့မြမအသင်းချုပ်ကြီး GCPA General Council of Burmese Associations လို့ခေါ်တဲ့ကောင်းစဉ်ခွဲလေးတုံးကူကိုလေ့လာသွားမှာဖြစ်တော့ဖြစ်ပါတယ်။ဟုတ်ပါပြီ။အဲ့ဒါဆိုလို့ရှိရင်ပထမဦးဆုံးကလက်လက်ဆွဲကိုင်းဒေါ်လန်ချင်းကို လိုက်အောင်ပါညင်ဆုံးမလေးလာခင်မှာဒီရှင်းလင်းပြတဲ့ဗီဒီယိုကိုထပ်ကထပ်ကကြည့်ချင်းနားထောင်ချင်းဖြစ်စာရီကြက်မှတ်ရမှာအထောက်အကူပြုနေလို့ယူဆပါတယ်ဟုတ်ပါပြီဆက်သွားရအောင် မြန်မာတိုင်းရင်းသားတို့အင်္ဂလိပ်နယ်ချက်ကိုစန့်ကျင်သည့်လက်နက်ဆွဲကင်တော်လန်ရေးသည့်ပထမအင်္ဂလိပ်မြန်မာစစ်1824-1826ပြီးစဉ်ကတည်းကစတင်ခဲ့သည်ယခုပူချသည်လက်နက်ဆွဲကင်တော်လန်ချင်းခေါင်းစဉ်အောက်မှာကျက်ရမှာအထောက်အပံ့ပြုစေဖို့ဆိုလို့ရှိရင်အပိုင်း၃ပိုင်းခွဲပြီးလည်လာသွားမှာဖြစ်ပါတယ် ပထမအပိုင်းကတော့ပထမအင်္ဂလိပ်မြန်မာစစ်ပြီးစဉ်ခါမှာနောက်တစ်တပိုင်းဒုတိယအင်္ဂလိပ်မြန်မာစစ်ပြီးစဉ်ခါနဲ့တတိယတပိုင်းအင်္ဂလိပ်တတိယအင်္ဂလိပ်မြန်မာစစ်ပြီးစဉ်ခါဆိုပြီးအပိုင်း၃ပိုင်းခွဲပြီးလေ့လာရင်ပို့ပြီးတော့နားလည်မယ်လို့ယူဆပါတယ်။အားကြောင့်မို့အခုပထမအင်္ဂလိပ်မြန်မာစစ်ပြီးရဲ့ချင်းကိုကြည့်အောင်ပါဒီမှာတိုင်းရင်းသားတို့အင်္ဂလိပ်နေချေကိုစန့်ကျင်တဲ့အကြောင်းအရာဒီလက်လက်ဆွဲကိုင်းတော်လန်ရေးဒီ ပထမအင်္ဂလိပ်မြန်မာစစ်1824-1826ပြီးရကစတင်ခဲ့တာဖြစ်ပါတယ်။အဲ့လိုပထမအင်္ဂလိပ်မြန်မာစစ်ပြီးတဲ့အခါမှာဘာတွေဆက်ဖြစ်လဲဆိုအင်္ဂလိပ်တို့ကိုတော်လှန်ခဲ့ကြတယ်။အင်္ဂလန်တို့တော်လှန်ကြပြီဆိုရင်အင်္ဂလိပ်တို့ကိုတော်လှန်ခဲ့တဲ့သူတွေမှာဘယ်လူတွေပါဝင်ခဲ့လဲဆိုလို့ရှိရင်ရခိုင်မှာဆိုရင်ဘူကျော်ရွှေဘူချင်းပြန်မင်သာကြီးရွှေပန်း တဝဲတွင်မျိုးဝုံဥရွှေတုတ်ဘိတ်တွင်မျိုးဝုံဥမြက်လီရေးတွင်မျိုးဝုံရေဆက်ကျော်ခေါင်မုဒ္ဓမတွင်မျိုးဝုံမေမဟာဥဇနာတို့ဖြစ်ကြသည်ပထမအင်္ဂလိပ်မြန်မာစစ်မှာမြန်မာပြည်စစ်ရှုံးသွားတဲ့အခါမှာရခိုင်မဏိပူရာအာတန်တနင်္သာရီဒေသကိုအင်္ဂလိပ်ကိုပေးလိုက်ရတယ်အဲဒါကြောင့်မို့ပထမအင်္ဂလိပ်မြန်မာစစ်ပြီးတဲ့အခါမှာအင်္ဂလိပ်တို့ကိုလက်နက်ဆွဲကိုင်တော်လန့်ချင်းသည် ဒီရခိုင်ဒေတာနဲ့တင်းနှိုင်းဒေတာဘက်မှာပဲဖြစ်ပေါ်ပါတယ်။အခုပြန်ပြောပါမယ်။မြန်မာတိုင်းရင်းသားတို့အင်္ဂလိပ်နယ်ခြေကိုစန့်ကျင်သည့်လက်နက်ဆွဲကင်ဒေါ်လာရေးသည့်ပထမအင်္ဂလိပ်မြန်မာစစ်1824-1826ပြီးစဉ်ကတည်းကစတင်ခဲ့တယ်။အင်္ဂလိပ်တို့ကိုတော်လှန်ခဲ့သူများမှာရခိုင်တွင်ဗိုလ်ကျော်ရှိဗိုလ်ချင်းပြန်မင်းသားကြီးရွှေပန်းဒဝဲတွင်မြို့ဝဦးရွှေတုတ် မြို့မြို့ဝရွှေတုတ်ဘိတ်တွင်မြို့ဝဦးမြတ်လီရေးတွင်မြို့ဝရဲဆက်ကျော်ခေါင်းမွန်တမရီမြို့ဝမင်းမာဦးဇနာတို့ဖြစ်ကြသည်နောက်ထပ်တစ်ပိုင်းကတော့ဒုတိယအင်္ဂလိပ်မြန်မာစစ်ဖြစ်ပါတယ်ဒုတိယအင်္ဂလိပ်မြန်မာစစ် ကိုကြည့်အောင်ပါ Today English မြန်မာစာ1852 1853အပီးအင်္ဂလိပ်တို့ကိုတိုက်ခိုက်ခဲ့တော့နေချေတော်လင်ကြီးကောင်းဆောင်ညာမှာ ရခိုင်တွင်ဘုံမောင်ဦးဖြူဒလူဖြူတွင်ပုံမြထုံပသိမ်တွင်မြို့ဝုံဦးကိုတရားဝတီတွင်ဘူကောင်းကြီးနှင့်ဘူကောင်းကလေးမြေထဲတွင်မြို့ဝုံဦးဖို့အစားရှိသူတို့ဖြစ်ကြသည်ဒီအင်္ဂလိပ်မြန်မာစစ်တီ1850 1853မှာပြီးပါတယ် ဒုတိယအင်္ဂလိပ်မြန်မာစစ်ရောက်တဲ့အခါမှာတော့မြန်မာနိုင်ငံအောက်ပိုင်းဒေသအတော်အများကိုအင်္ဂလိပ်နဲ့ခြေလှယ်ကိုကြားရောက်သွားပြီးဖြစ်ပါတယ်။ဒါကြောင့်မို့ရခိုင်ပထမအင်္ဂလိပ်မြန်မာစစ်ပြီးစဉ်ခါတော့လို့ရခိုင်နဲ့တနင်္သာရီဒေသတို့မှာမကောက်ဘူး။တခြားသောထပ်ပိုင်းဒေသတွေဖြစ်လာကြတဲ့တနုဖြူ၊တာယာဝတီ၊မြေတဲမှာပါတော်လှန်မှုတွေပေါ်တော်လှန်ရေးစပြီးတော့ပေါ်ပေါက်လာခဲ့ပါတယ်။ အဲ့လိုပေါပေါလာတဲ့မှာရခိုင်မှာဆိုရင်ဘူမောင်ဥဖြူဒမုဖြူမှာဆိုရင်ဘူမြတ်ထုံပသိမ်မှာဆိုရင်မြို့ဝုံဥငိုတာယာဝတီမှာဆိုရင်ဘူကောင်းကြီးဘူကောင်းကလေးညီတဲမှာဆိုရင်မြို့ဝုံဥဘူအစရှိပြီလို့ဖြစ်ကြပါတယ်နောက်ခေါက်ထပ်ပြောပါမယ်ဒုတိယအင်္ဂလိပ်မြန်မာစစ်1852-1853အပြီးအင်္ဂလိပ်တို့ကိုတိုက်ခိုက်ခဲ့သောနေချစ်တော်လိုင်းကြီးကောင်းဆောင်များမှာ ရခိုင်တွင်ဘူမောင်ဥဖြူဒမုဖြူတွင်ဘူမြတ်ထုံ ပသိမ်တွင်မြို့ကိုဦးငုံတာယာဝတီတွင်ဘူကောင်းကြီးနှင့်ဘူကောင်းကလေးမြေထဲတွင်မြို့ကိုဦးငုံဆရှိသူတို့ဖြစ်ကြသည်နောက်ဆုံးဖြစ်တဲ့တတိယအင်္ဂလိပ်မြန်မာဆီတတိယအင်္ဂလိပ်မြန်မာဆီကတော့1885မှာပြီးပါတယ်မြန်မာတနိုင်ငံလုံးအင်္ဂလိပ်ကိုလိုနီလောက်ကိုကြာရောက်သွားခဲ့ပြီဖြစ်ပါတယ်ဒါကြောင့်မို့မြန်မာနိုင်ငံအနှံ့အပြားမှာလက်လက်ဆွဲကိုင်းတော်လှန်မှုတွေ ရှိလာမှာပါတော်လိုင်းခေါင်းဆောင်တွေကဘယ်လိုတွေဖြစ်ကြမလဲတော်လိုင်းခေါင်းဆောင်များမှာဗမော်နှင့်ဝန်သူတွင်ဝန်သူစွာဝါကြီးပေါ်မြန်ရွှေဘူတွင် ထိတ်တင်မှန်နှင့်ထိတ်တင်သိအင်းဝတွင်ထိတ်တင်စောရံပိုင်နှင့် ထိတ်တင်စောရံနိုင်လို့ဖြစ်ကြပါသည်ပြန်ပြောပါမယ်တတိယအင်္ဂလိပ်မြန်မာစီ1985ညမာတနိုင်ကလုံးဒီကြုံပေါ်လို့ကြာရောက်သွားပြီဖြစ်ပါတယ်အဲဒါကြောင့်မို့ မြန်မာတိုင်းကလုံးတိုင်းတာနဲ့ဒေါ်လာမှုတွေဖြစ်လာတယ်။အဲ့လိုဒေါ်လာနဲ့ကောင်းဆောင်တွေကဗမော်နဲ့ဝန်သူမှာဆိုဝန်သူဆိုသွားကြည့်ဦးအောင်မြင်။ရွှေဘူမှာဆိုထိတ်တင်မှန်နေထိတ်တင်သိမ်းမြဝတွေထိတ်တင်စောရံပိုင်းနဲ့ထိတ်တင်စောရံနိုင်။ဒါတွေပဲကျောက်ဆယ်တွင်လိုင်းမင်းသားပကံနှစ်ပုတ်ပါနေတွင်ဘူချိုးနှစ်ကြီးမြင့်နိုင်မင်းသားမင်းတုံးတွင်ဘူရွယ်၊နေကိုင်းတွင်ဘူဥတ္တမနှင့်တောင်တွင်ကြီးတဝိုက်တွင်ဘူချောင်းအောင်ဆန်း၏အဖိုးဖြစ်သူ ဦးမင်းရောင်ဘူလာရောင်တို့ဒီလေထင်ရှားသည့်တော်လည်ရေးကောင်းဆောင်များဖြစ်ကြပါတယ်။ကချင်မာဆိုလည်းဖုန်ကန်ဒူဝါနဲ့ပူဖိုးစောချင်းတွင်ကျွမ်ဘီနှင့်ရွှေကျိုးပြူမင်းသားဂရီနီကရားတွင်ဇောလဖို့အစရှိသူတို့ကလည်းကောင်းဆောင်ပြီးတော့အင်္ဂလိပ်တို့ကိုတော်လှန်ခဲ့ပါတယ်။ကနောင်မင်းသားကြီးဒါတော့လင်းပင်မင်းသားဒီဂျိုင်းတုံမိုးနဲ့လောက်ဆောက်ရက်ဆောက်သွားများနေ မိုးနောင်မြို့သားတို့ကိုစီယုံခဲ့ပါတယ်။ဝါနယ်တွင်ထင်ရှားသောခေါင်းဆောင်ကဲ့သို့များနှစ်မှာဆိုရင်တော့နန်ခမ်ကတော့ထင်ရှားဆုံးဖြစ်ပါတယ်။ခုပြောပြသွားတာကတော့နန်နဆွဲကိုင်ဒေါ်လာချင်းရှူလို့ရှောင်မှုမှာနန်နဆွဲကိုင်ဒေါ်လာချင်းကြောင်းရပဲဖြစ်ပါတယ်။ထက်ကထက်ကလာထောက်ပြီးတော့စာကြက်မှတ်ရမှာထောက်ပြပါတယ်။ တယ်လို့ယူဆပါတယ်။နောက်ထပ်ကောင်းစဉ်တစ်ခုအော်နောက်ထပ်ကောင်းစဉ်တစ်ခုကိုမဆက်သွားခင်မှာနောက်ဆုံးညကုံချုပ်လေးကိုကြည့်အောင်ပါ။အာကြံခဲ့တဲ့ညကုံချုပ်လေးကတော့ဒီနက်နက်ဆွဲကင်တော်လန်ချင်းဖျားတဲ့အကြောင်းရင်းကဘာကြောက်လဲလို့ဆိုရမလဲဆိုရင်တိုင်းသားတို့တွေသူ့ကြုံမခံလို့လဲစိတ်ကြောက်လို့ဆိုရမှာဖြစ်ပါတယ်။သူ့ကြုံမခံလို့စိတ်ကြောက်တာလေနက်နက်ဆွဲကင်ပုံတော်လန်ပုံကန်ခဲ့ကြအချင်းဖြစ်ပါတယ်။ ဒါပေမဲ့ဒီလက်နက်ဆွဲကင်တော်လန်ချင်းဟာရှိမှုလက်နက်ဆွဲကင်တော်လန်ကြီးပေါ့ဒါဒီအောင်မြင်ခဲ့လားဆိုရင်တော့အရင်နေခဲ့တာကိုတွေ့ရပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုရင်အကြောင်းကြီးနှစ်ခုရှိပါတယ်။ပြည်သူလူထုတည်ရလုံးငိုကြားတကြွစွာပါဝင်လာအောင် ပစီယုံနိုင်ခြင်းနဲ့ရရလက်နက်ကဆွဲကင်ခဲ့ရခြင်းလို့ကြောက်ဖြစ်ပါတယ်။ နောက်တစ်ခေါက်တက်ပြောပါမယ်ညီကုံကျုံညီနဲ့ကြည်ရမယ်ဆိုရင်ဒိုင်းသားတို့ဒီ data အလိုက်လက်နက်ဆွဲကင်တော်လန်ခဲ့ကြတယ်ဆိုတော့ရှင်းမှပြောပြသွားခဲ့ပြီဖြစ်ပါတယ်။ဘာကြောင့်ဒီလိုလက်နက်ဆွဲကင်ရတာလဲဆိုရင်သူကြုံမခံလို့တော့စိတ်ကြောက်ဖြစ်ပါတယ်။ဒါကြောင့်မို့သူကြုံမခံလို့တော့စိတ်ဖြစ်ဒိုင်းသားတို့ဒီ data အလိုက်လက်နက်ဆွဲကင်တော်လန်ခဲ့ကြတော့လဲ။အောင်မြင်ခဲ့လားဆိုလို့ရှိရင်ရှေးဦးလက်နက်ဆွဲကင်တော်လန်ရည်ဒီအရေးနေခဲ့ပါတယ်။ ။ဘာကြောင့်လဲလို့မေးရင်ပြည်သူလူထုတရက်လုံးငိုကြတကြစွာပါဝင်လာအောင်မစည်းရုံးနိုင်ခြင်းရရလက်နက်များကိုသာကင်ဆွဲခဲ့ရခြင်းတို့ကြောင့်ရှေ့ဦးလက်နက်ဆွဲကိုက်ဒေါ်လာရင်းမှာအရေးနေခဲ့သည်။အခုတော့နောက်ထပ်ကောင်းစဉ်တစ်ခုကိုဆက်ကြည့်အောင်ပါ။ကောင်းစဉ်တစ်ခုကတော့ဘုဒ္ဓဘာသာ ကလျာဏယူဝအတင် YMBA Myanmar Buddhist Association ဖြစ်ပါတယ်။ ကိုလိုနီခေတ်ကိုမနက်ဆွဲကင်ဒေါ်လာမှုများအရေးနိုင်ပြီးနောက်ဘုတ်ရှိုးသွားခဲ့သောမြန်မာတို့၏ယူတာစစ်တပ်အကြမ်းီပြန်လည်နှိုးချလာခဲ့ပါတယ်။ခေတ်ပညာတတ်မြန်မာလူငယ်တစုက YMBA ဗုဒ္ဓဘာသာကလျာဏယူဝအတင်းကို1906ခုနှစ်တွင်တည်ထောင်ခဲ့ပါတယ်။နောက်တစ်ခေါက်ထပ်ပြောပါမယ်။လက်နက်ရှိဦးလက်နက်ဆွဲကင်ဒေါ်လာမှုအရေးနိုင်သွားတယ်။ခဏတာငုတ်ရှိုးသွားခဲ့တော့လေမြန်မာတို့၏ယူတာစစ်တပ်ကပြန်လည်နှိုးချလာခဲ့ပါတယ်။ ဘလိုမျိုးပြန်လည်လွတ်ကြလာခဲ့လဲဆိုလို့ရှိရင်တော့ဖြစ်ခေပညာတက်မြန်မာလူငယ်တစုက YMBA လို့ခေါ်တဲ့ဗုဒ္ဓဘာသာ ကလျာဏယူဝအတင်းကို1906ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။အဲဆိုရင်ဒီအဖွဲ့အစည်းရဲ့အဓိကရည်ရွယ်ချက်ကဘာဖြစ်မလဲ။ဒီအဖွဲ့အစည်းရဲ့အဓိကရည်ရွယ်ချက်ကတော့မျိုးဘာသာတာသနာပညာအတွက်ဆောင်ရွက်ရန်ဖြစ်ပါတယ်။ 1931ခုနှစ်မှာ YMBA အသိန်းကြီး၏ပထမအကြိမ်ပြည်လုံးကျွအစည်းအဝေးကြီးကိုရန်ကုန်မြို့မှာကျင်းပခဲ့တယ်။ YMBA အသိန်းကြီးအစောပိုင်းမှာအရှင်းမပြောခဲ့သလိုဘာသာရေးပညာရေးနဲ့လူမှုရေးကိုဦးစားပေးလှူဆောင်ခဲ့ရမှာတဖြည်းဖြည်းနဲ့ပါဖြစ်ခဲ့လဲဆိုရင် အင်္ဂလိပ်နယ်ခြေစပ်ခြင်းရေးအမျိုးသားလူမျိုးရေးလုပ်ငန်းတွေကိုပါဦးတည်ဆောင်ရွက်လာခဲ့တယ်။ပြည်သူကိုစားပြုပြီးတော့နေချက်အစိုးရလုပ်ငန်းများကို ကန့်ကွက်ခြင်းအုပ်ချုပ်ရေးပြုပြင်ပြောင်းလဲပေးရန်တောင်းဆိုခြင်းတို့ကိုဆောင်ရွက်ခဲ့ကြတယ်။ YBA ပထမအဦးဆုံးနိုင်ငံရေးဆောင်ရွက်ချက်လို့ပြောရမယ်ဆိုရင်အိန္ဒိယတို့ကုစလေအဖွဲ့စီလူယူအုပ်ချုပ်ရေးတုံ့ပြန်ပေးရန်တောင်းဆိုမှုဖြစ်ပါတယ်။ 1918ခုနှစ်မှာအင်္ဂလိပ်ဆိုရာကအိန္ဒိယကိုအုပ်ချုပ်ရေးတွင်းပြင်ပေးရင်စီစဉ်လာတဲ့အခါမှာ WMB ကအိန္ဒိယသို့ ကိုယ်စားလှယ်အဖွဲ့စည်းလို့ယူမြန်မာနိုင်ငံကိုပါအုပ်ချုပ်ရေးတွင်းပြင်ပေးရင်တောင်းဆိုခဲ့ပါတယ်အဲ့လိုတောင်းဆိုနေတဲ့အချိန်မှာလဲ1918ခုနှစ်မှာနယ်လျင်တန်းကြောင့်ဘကိုးမျိုးရှိ ရွှေမော်တော်စီရီတော်ကြီးပြိုကျတာစိန်ဖူးတော်ညီခခဲ့ရပါတယ် ဒုတိယဘရင်ကန်ဆာရဂျီနဲ့ကရက်တောက်ဒီဖနက်မချွတ်ပဲဖျားရင်ပြင်းတော့တက်ရောက်ကြည့်ရှုနေပါတယ်။ဒါကြောင့်မို့တနိုင်ကလေးအုံကြွာလာပြီး WB အတင်းကြီးကဥဆောင်ပြီးတော့ရန်ကုန်မြို့၌အစည်းအဝေးကျင်းပပြီးဖျားရင်ကြီးပေါ်တွင်ဖနက်စီချင်းကိုကန်ကွက်တိအဆိုးတင်သွင်းပြဌာန်းခဲ့ပါတယ်။အိန္ဒိယအဆိုးရက အိန္ဒိယအင်္ဂလိပ်ဆိုရာကအိန္ဒိယကိုဥချုပ်ရေးတွင်းမြင့်ပေးသည့် Montego Chance for အစီရင်ခံစာထွက်လာတဲ့အခါမှာမြန်မာနိုင်ငံကိုခြံလှပ်ထားသောကြောင့် WMBA မှာဥပပေဥပဥထွန်းရှင်လိုပါဝင်သောဘေပူရှင်ကိုယ်စားလှယ်ဖွဲ့ကို1939ခုနှစ်တွင်အင်္ဂလန်သို့ဆီလွတ်၍အရေးဆိုခဲ့ပါတယ်။ဒီနေရာမှာရှင်းရမယ်ဆိုလို့ရှိရင်ပထမတစ်ခေါက် WMBA အဖွဲ့ကဆီလွတ်တာ အိန္ဒိယကိုဖြစ်ပါတယ်။အိန္ဒိယကို ရောက်ရှိနေတဲ့ဝန်ကြီးမွန်တေကိုစီကိုဆီလွတ်ပြီးတော့မြန်မာပြည်ကိုလည်းအိန္ဒိယမျိုးတူအုပ်ချုပ်ရေးတုံ့ပြန်ပေးဖို့တောင်းဆိုတာဖြစ်ပါတယ်။ဒါတွေကတော့စာထဲမှာမပါပါဘူး။အာကြက်မှတ်ရမှာထောက်ကူပြအောင်ပြပြချင်းဖြစ်ပါတယ်။မွန်တေကိုစီအိန္ဒိယရောက်ရင်မွန်တေကိုစီဝန်ကြီးမွန်တေကိုစီကို ပထမတစ်ခေါက်ဇေလွတ်ပါတယ်။ဒါပေမဲ့ Montego Transport အစီရင်ခံစာထွက်လာတဲ့အခါမှာတော့ဖြစ်အုတ်ချူရီတုံးမြင့်ဘေးမယ်လို့ခေါ်တဲ့ဒါဒီအစီရင်ခံစာမှာမြန်မာပြည်မပါဝင်ခဲ့ပါဘူး။ဒါကြောင့်မို့ဒီ YMBA ကနေပြီးတော့ဥပဒေဥပုဥထုံးရှင်လို့ပါဝင်တဲ့ဖိပူးရှင်ကုသလေဖွဲ့ကို1919မှာအင်္ဂလန်ကိုဆီလွတ်ပါတယ်။အင်္ဂလန်ကိုဆီလွတ်ပြီးတော့ ဝန်တေကူဝန်ကြီးမွန်တေကူ ਨੇ အဓိကဦးစားပေးပြီးတွေ့တာပေါ့အလိုနဲ့ဝန်တေကူ transport စီရင်ခံစားပြီးဒိုင်ဗီအုပ်ချုပ်ရေးပြီးတဲ့အခါမှာမြန်မာမပါဝင်ခဲ့ဘူးလို့ပြောတယ်အဲ့လိုမပါဝင်တာဖြစ်ဖြစ်ကြောင့်မြန်မာနိုင်ငံကိုနှစ်သိမ့်ဖို့တော့ဆိုပြီးတော့တနည်းအားဖြင့်ပြောတော့လှည့်စားဖို့ credit dock စီမံကိန်းကိုပြတ်ပြတာပေါ့ဒါပေမဲ့ YMB ကကောဒီလူလူတို့ကရောဒီ credit dock စီမံကိန်းကိုမလိုလားဘူးကန့်ကွက်ခဲ့တယ် အဲ့ဒါနဲ့1920ပြည်နှစ်မှာဥပဒေဥပုနှင့်ဥသိမ်းမောင်းကိုဘေးပို့မောင်းလို့ပေါ်ဝင်တဲ့ YMB ကိုယ်စားလှယ်ဖွဲ့ကိုဒုတိယအကြိမ်အင်္ဂလန်သို့ထပ်ပြီးတော့ဆေလွတ်ပါတယ်။ပရမတ်ခေါတောင်းဆိုတဲ့အခါမှာမလိုက်လျော်ပေးပဲနဲ့ကရက်တောက်စီမံကိန်းနဲ့နှစ်သိမ့်ဖို့လုပ်ပါတယ်။ဒါကိုလည်းလက်မခံလာဖြစ်တဲ့အတွက်ကြောင့် YMB မှာနောက်ထပ်ကိုယ်စားလှယ်ဖွဲ့ဖြစ်တဲ့ဥပဒေဥပုနှင့်ဥသိမ်းမောင်းကိုထပ်ပြီးလွှတ်ပါတယ်။ဒီနေရာမှာနာမည်ပြောင်းသွားတာကို သတိထားစေလိုပါတယ်ပရမတဖွဲ့လွတ်တာဒီဥပပိဥပုနှင့်ဥထုံးရှင်ဘေပုရှင်ဖြစ်ပါတယ်နောက်ဆုံး1920ပြည်မှာလွတ်တဲ့လူဒီဥပပိဥပုနှင့်ဥသိမ်းမောင်ဖြစ်ပါတယ်တချို့သောစာရိယာဟာအဲ့ဒီအချိန်1920မှာဦးသိန်းမောင်ရဲ့အသက်ဒီ19နှစ်သာရှိသေးတယ်လို့ဆိုဆိုစမှတ်ရှိပါတယ် ်ဥထွန်းရှင်မကျမ်းမမှာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဥသိမ်းမောင်ကအစားထိုးပြီးတော့အင်္ဂလန်ကိုလိုက်ပါသွားခဲ့တယ်လို့လည်းဆိုကြပါတယ်။ထို့ကြောင့်အင်္ဂလိပ်တို့ကမြန်မာနိုင်ငံကိုတာဂီအုပ်ချုပ်ပြီးပေးခဲ့ရပါပြီ။ WHBD ထောင်ကွယ်6ခုနှစ်မှာထောင်ကွယ်20ပြည်နှစ်အတွင်းမြန်မာနိုင်ငံမှာဆိုရင်အားကြီးဆုံးအသိအကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့နိုင်ငံကိုအကျိုးပြုသည့်အဖွဲ့အစည်းဖြစ်သည့် အနုညီနဲ့အင်္ဂလိပ်နဲ့ချက်အင်္ဂလိပ်တူကိုလုပ်ငန်းတွေကိုစန့်ကျင်လာစန့်ကျင်ခဲ့တဲ့တိုင်းသားတွေနဲ့မျိုးချစ်စိတ်တဲ့ဇာတိတွေဇာတိမန်တို့ကိုလိုကြစေခဲ့ပါတယ်အခုလေ့လာသွားတဲ့ 1B မှာဆိုလို့ရှိရင်ဒိုင်ခီဆိုတဲ့အကြောင်းအသေးစိတ်မပြောပြပဲနဲ့အနည်းအချင်းချင်းလေးပြောပြချင်ပါတယ် ဒိုင်ကင်အုပ်ချုပ်ရေးဆိုတာဘာလဲဆိုရင်ဒိုင်ကင်အုပ်ချုပ်ရေးဒီအုပ်ချုပ်မှုအခွင့်အာဏာကိုဗြိတိရှအစိုးရနဲ့မြန်မာတိုင်းသားတို့ခွဲဝေအုပ်ချုပ်ရတဲ့စနစ်ဖြစ်ပါတယ်။ဒါပေမဲ့လည်းဗြိတိရှအစိုးရရဲ့ဘီရင်ခံကအချုပ်ချာဖြစ်ပြီးတော့ဘီရင်ခံရဲ့လက်အောက်မှာဆိုရင်ဥပဒေပြုကောင်စီတခုထားရှိလာပါတယ်။အစိုးရဌာနအချုပ်ကိုမြန်မာတို့ကရွေးကောက်တင်မြောက်တော့ကိုယ်စားလှယ်များကအုပ်ချုပ်စီမံရပါတယ်။မြန်မာကိုယ်စားလှယ်တွေကိုမင်းတိုင်းပြည်အမတ်လို့ခေါ်ဆိုကြပြီးတော့မင်းတိုင်းပြည်အမတ်စုစုပေါင်း103ပေါင်းကြီး ညီမတို့ရေကောက်တင်ရတော့အမှတ်59ဘီရင်ကန်ကတိုက်ခတ်တာသူ23နဲ့အခြားလူမျိုးများ22ဦးလို့ဖြစ်လာပါတယ်။ဒါဒီဒိုင်ကီအုပ်ချုပ်ရေးစနစ်ဖြစ်ပါတယ်။ဘာပြီး YB ပြီးတဲ့အခါမှာနောက်ထပ်ခေါင်းစဉ်တစ်ခုဖြစ်တဲ့ GCPA ကိုဆက်လက်ရေးထားရအောင်ပါ။ညီမအတင်းကြုံကြီး GCPA General Council of Burmese Association YMBA YMBA ပထမအထမအကြိမ်မြောက်စီဝေကို1920ပြည်မျိုးနိုင်ကျင်းပါတယ် YMBA အဓိကရည်ရွယ်ချက်ကိုအရှိမပြောကပြောပြခဲ့ပြီးပြီဒါကြောင့်မို့အမျိုးသားရေးလှုပ်ရှားမှုတွေကိုပုံမူကျေပြန့်အောင်လုပ်ဆောင်မှုဆိုရင် YMBA ကို GCB မြန်မာအသင်းကြီးဟုပြောင်းလဲဖွဲ့စည်းခဲ့ပါတယ် YMGCB ရဲ့ပထမအကြိမ်အသင်းဥက္ကဋ္ဌမှာဘယ်သူလဲလို့ဆိုရမလဲဆိုရင် ဘူးချစ်လိုင်းဖြစ်ပါတယ်။ GCPA ကိုဥဆောင်ခဲ့ကြဥဆောင်ခဲ့သူတွေကဘယ်သူတွေလဲလို့မေးရတာမှာခတိရတဲ့လူငယ်များဖြစ်ကြပါတယ်။ GCPA ရွေချက်ကဘာလဲလို့မေးရင် Home Rule ကိုကိုပိုင်အချုပ်ရရှိရေးအစိုးရရာထူးကြီးများတွင်မြန်မာတိုင်းရင်းသားများခံတားရင်းနဲ့စီးပွားရေးလုပ်ငန်းများကိုမြန်မာတိုင်းရင်းသားများလုပ်ပိုင်권ရရည်ဖြစ်ပါတယ်။ GCPA ရဲ့နေချက်စံကျင်ရည်နည်းပြဟော GCPA ဒီ YMPA မှာပောက်ဖွာလာတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ GCP ရဲ့အနေနဲ့ view ဟာမှာလည်းအကျဲမဖက်အလုံးကြီးဖြစ်အလားပြဆိုင်ရင်းဖြစ်ပါတယ်။ GCPA ဒီ1920ပြည့်နှစ်တွင် ဖြစ်ပေါ်တော့ပထမကျောင်းသားတွေကိုအားပေးပြီးတော့မျိုးသားကျောင်းတွေပေါ်ထွန်းလာအောင်လည်းကူညီပေးခဲ့ပါတယ်။ GCPA ဥဆောင်မှုဖြင့်လူခုနှင့်မျိုးကိုမပေးရင်အင်္ဂလိပ်အာဏာပိုင်များနှင့်မဆက်ဆံရေးကိုပြုလုပ်ခဲ့ကြတယ်။အင်္ဂလိပ်ကုမ္ပဏီ၏ ရင်းနှံတူဖို့ခြင်းတတူတူဖို့ခြင်းပါဝင်မြန်မာနိုင်ငံမှာတည်ရင်ဇာတာများထုတ်ယူသုံးစွဲနေခြင်းကိုလည်းကန့်ကွက်ခဲ့တယ်။မြန်မာပိုင်ရင်းနှံလုပ်ငန်းအထည်လုပ်ငန်းတွေဝန်တာနုပံလုပ်ငန်းများတည်ထောင်ရင်ကြိုးပမ်းခဲ့တယ်။နိုင်ငံခြားကုန်ပစ္စည်းများကိုအသုံးမပြုဘဲပြည်တွင်းပြည်အားပေးရေးကိုဆောင်ရွက်ခဲ့တယ်။ GCP ဒီအင်္ဂလိပ်တို့ပြီးတော့ဒိုင်ကီအုပ်ချုပ်ရေးကြောင့်လက်ချမ်းကွဲခဲ့ရပါတယ်။ home rule ကိုခေါ်တဲ့ကိုပိုင်အုပ်ချုပ်ရေးရရှိမှာ ဂျင်နမ်ဒိုင်ခီကိုလက်မခံတော့ဟူချစ်လိုင်ခေါင်းဆောင်ဒီပင်မဂျီစီဘီရဲ့နိဒိုင်ခီကိုလက်ခံတဲ့ဥပပေခေါင်းဆောင်တွေ22ဦးအဖွဲ့ဝင်ဖြစ်လာပါတယ်။ဟိုမှာပုံလေးလေးပြတာပါတယ်။ဒီဘက်ကပုံကတော့ဟူချစ်လိုင်ခေါင်းဆောင်တဲ့ဟူချစ်လိုင်ဖြစ်ပါတယ်။ဒီဘက်ကပုံကတော့22ဦးအဖွဲ့ကွဲသွားတဲ့နေရာမှာခေါင်းဆောင်တွေဖြစ်ကြတယ်။ခေါင်းဆောင်3ဥပပေဥပဥမောင်ကြီးတို့ဖြစ်ကြပါတယ်။ ဦးချစ်လိုင် GCP ရနေပြီးတော့1925ခုနှစ်မှာဦးစိုးသိန်းလို့ GCP ထပ်မံခွဲသွားပြန်ပါတယ်အဲ့လိုနဲ့အစာပြုတ်ပြီးတော့ GCP အသိန်းကြီးဟာအစိမ့်စိမ့်အပေါ်မှာပြုတ်ကွဲသွားခဲ့ရပါတယ်ထို့သောဒါပေမဲ့လည်း GCP ရအမျိုးသားစိတ်ဓာတ်နဲ့နေချက်စန့်ကျင်ရေးစိတ်ဓာတ်တိုးတက်အခြေခိုင်မာလာရန်အများဆုံးလှုပ်ဆော်ပေးသည့်အဖွဲ့ကြီး ဖြစ်ပါတယ်ကျွန်တော်ကိုတိကျပေါ့ပြောဆိုနိုင်ပါတယ်အခုရှင်းပြပြီးတော့သွားတဲ့အခါမှာအစအဆုံးနောက်တစ်ခါဖတ်ပြပေးမှာဖြစ်ပါတယ်ထက်ခါထက်ခါနားထောင်ချင်းဖြစ်စာချမှတ်ရမှာထောက်ကူဖြစ်နိုင်ပါပါ အခုအစဆုံးတစ်ခေါက်ဖျက်ပြပေးသွားမှာဖြစ်ပါတယ်။ဒီချာအယုံဆိုင်နှာထောင်းပေးပြီးတော့ကျမရမှာအထောက်ကူပြုစီမှာဖြစ်ပါတယ်။လက်နဲ့ဆွဲကိုင်းတော်လန့်ချင်းဒီမှာတိုင်းသားတို့အင်္ဂလိပ်နယ်ချေကိုစန့်ချင်းသည့်လက်နဲ့ဆွဲကိုင်းတော်လန့်ကြီးသည့်ပထမအင်္ဂလိပ်မြန်မာစစ်1824 1826ပြီးစဉ်ကတည်းကစတင်ခဲ့သည်အင်္ဂလိပ်တို့ကိုတော်လှန်ခဲ့ကြသူများမှာရခိုင်တွင်ပူကျော်ရွှေပူချင်းပြန်မြင်းသားကြီးရွှေပန်းဒဝဲတွင်မြို့ဝဦးရှုတုံဘိတ်တွင်မြို့ဝဦးမြက်လေးရေးတွင်မြို့ဝရဲဆက်ကျော်ခေါင်မုတ္တမတွင်မြို့ဝမင်းမဟာဥဇနာတို့ဖြစ်ကြသည် ဒုတိယအင်္ဂလိပ်မြန်မာစာ1852 1853အပြီးတွင် အင်္ဂလိပ်တို့ကိုတိုက်ခိုက်ခဲ့သောနေချက်တော်လည်ရေးကောင်းဆောင်များမှာလက်ခိုင်တွင်ဘူမောင်ဦးဖြူဓမှုဖြူတွင်ဘူမြတ်ထွန်ပသိမ်တွင်မြို့ဝဦးကိုတာယာဝတီတွင်ဘူကောင်းကြီးနှင့်ဘူကောင်းကလေးညီတဲတွင်မြို့ဝဦးဘူအစရှိသူတို့ဖြစ်ကြသည်တတိယအင်္ဂလိပ်မြန်မာစာ1885အပြီးမြန်မာနိုင်ငံဒေသအနှံ့အပြားတွင် လက်နက်ဆွဲကင်တော်လှန်ခဲ့ကြသည်တော်လှန်ရေးခေါင်းဆောင်များမှဗမော်နှင့်ဝန်သူတွင်ဝန်သူစဝါကြီးဦးအောင်မြတ်ရွှေဘိုတွင် ထိတ်တင်မှန်နေထိတ်တင်သိအင်းဝတွင် ထိတ်တင်စောရံပိုင်နှင့်ထိတ်တင်စောရံနိုင်သူဖြစ်သည်ကျောက်ဆွေတွင်မြင်းဆိုင်မင်းသားပကံနှင့်ပုပ်ပါနေတွင်ဘူချိုနှင့်ကြည်မြင့်နိုင်မင်းသားမင်းတုံးတွင်ဘူရွယ်လေခိုင်းတွင်ဘူတမနှင့်တောင်ရင်းကြီးတဝိုက်တွင်ဘူရအောင်ဆိုင်၏အဖိုးဖြစ်သူဦးမင်းရောင် ဘူလာယောင်တို့သည်လည်းထင်ရှားသော တော်လိုင်းကောင်းဆောင်များဖြစ်ကြသည်ကချင်တွင်ဖုန်ကန်ဒူဝါနှင့်ဘူဖိုးစောချင်းတွင်ကြွန်ပိနှင့်ရွှေချိုးဖြူမင်းသာကရင်ဤကရားတွင်စောလဖော်အစရှိသူတို့ကောင်းဆောင်ပြီးအင်္ဂလိပ်တို့ကိုတော်လှန်ခဲ့သည်ကနောင်မင်းသားကြီးဤသားတော်လင်းပင်မင်းသားသည်ဂျိုင်းတုံမူးနှင့်လောက်ဆောက်ရက်ဆောက်စောပွားများနှင့်မိုးနောက်မျိုးစားတို့ကို စီယုံခဲ့သည ဝါနေတွင်ခေါင်းဆောင်ခဲ့သူများအနက်လန်ခံဥမာအထင်ရှားဆုံးဖြစ်ပြီးသူကြုံမခံလို့သောစိတ်ဖြင့်တိုင်းသားတို့သည်ဒေသအလိုက်လက်နက်ဆွဲကင်တော်လန်ခဲ့ကြတော်လဲပြည်သူလူထုတရက်လုံးနှိုးကြားတကြွစွာပဝင်လာအောင် မစည်းရုံနိုင်ခြင်းရရလက်နက်များကိုသာဆွဲကင်ခဲ့ရခြင်းတို့ကြောင့်ရှစ်ဦးလက်နက်ဆွဲကင်တော်လန်ရေးမှအရေးနေခဲ့သည် ဗုဒ္ဓဘာသာ ကလျာဏယောဂအသင်း YMB ကိုလိုနီခေတ်ဦးလက်နက်ဆွဲကင်တော်လှန်မှုများအရေးနိုင်ပြီးနောက်ငုတ်ရှိုးသွားခဲ့သောမြမာတို့၏အမျိုးသားစိတ်ဓာတ်အကြမီပြန်လည်ညှိုးချလာခဲ့သည်ခေတ်ပညာတတ်မြမာလူငယ်တစုက YMB ဗုဒ္ဓဘာသာကလျာဏယောဂအသင်းကို1906ခုနှစ်တွင်တည်ထောင်ခဲ့သည်အဓိကရွယ်ချက်မှာအမျိုးဘာသာတာသနာပညာအတွက်ဆောင်ရွက်ရန်ဖြစ်သည် 1931ခုနှစ်တွင် YMBA အသင်း၏ပထမအကြိမ်ပြည်လုံးကျွတ်အစည်းအဝေးကြီးကိုရန်ကုန်မြို့၌ကျင်းပခဲ့သည်။ YMBA အသင်းကြီးသည်အစောပိုင်းတွင်ဘာသာရေး၊သာသနာရေး၊ပညာရေးနှင့်လူမှုရေးလုပ်ငန်းများကိုဦးစားပေးလှုပ်ဆောင်ခဲ့ရမှတဖြည်းဖြည်းနှင့်အင်္ဂလိပ်နယ်ချေဆန့်ကျင်မျိုးသားလွတ်မြောက်ရေးလုပ်ငန်းများကိုပါဦးတည်လှုပ်ဆောင်လာခဲ့သည် ပြည်သူ့ကိုစားပြုပြီးနေချက်အစိုးရလုပ်ငန်းများကိုကန့်ကွက်ခြင်း၊အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲပေးရန်တောင်းဆိုခြင်းတို့ကိုဆောင်ရွက်နိုင်ခဲ့ပြီး WBA ပထမဆုံးနိုင်ငံရေးဆောင်ရွက်ချက်မှာအိန္ဒိယသို့ကိုယ်စားလှယ်အဖွဲ့စည်းလို့ကြီးအုပ်ချုပ်ရေးတွင်းမြင်ပေးရန်တောင်းဆိုမှုဖြစ်သည်1939ခုနှစ်တွင်အင်္ဂလိပ်အစိုးရသည်အိန္ဒိယကိုအုပ်ချုပ်ရေးတွင်းမြင်ပေးရန်စီစဉ်လာသောအခါ WBA က အိန္ဒိယသို့ကိုယ်စားလှယ်အဖွဲ့ဆီလို၍မြန်မာနိုင်ငံကိုပါအုပ်ချုပ်ရေးတွင်းမြင်ပေးရန်တောင်းဆိုခဲ့သည်1938ခုနှစ်တွင်ငလျင်တန်းကျောက်ပုဂိုးမျိုးရှိရှီမိုရိုစီတို့ကြီးပြိုကျကစိန်ဖူးတော်မြေခါခဲ့သည်ဒုတိယဘီရင်ကန်ဆာရီဂျီနယ်ကရက်တောက်သည်ဖနက်မချွတ်ပဲဖျားရင်ပြင်တော်ပေါ်သို့တက်ရောက်ကြည့်ရှုခဲ့သည်ထိုကြောင့်တနင်္ဂနွေဦးကျော်လာပြီး WMB အသင်းကြီးကဦးဆောင်၍ရန်ကုန်မြို့၌အစည်းအဝေးကျင်းပပြီးဖျားရင်ပြင်ပေါ်တွင်ဖနက်စီချင်းကို ကန့်ကွက်သည့်အဆိုကိုတင်သွင်းပြတိုင်ခဲ့သည်။အင်္ဂလိပ်အစိုးရကအိန္ဒိယကိုအုပ်ချုပ်ရေးတွင်းမြင်ပေးသည့် Montagu Chancellor အစီရင်ခံစာထွက်လာသောအခါမြန်မာနိုင်ငံကိုခြံလှပ်ထားသောကြောင့် WNBA မှဥပပေးဥပုနှင့်ဥထုံးရှင်တို့ပါဝင်သောပေပူရှင်ကိုယ်စားလှယ်အဖွဲ့ကို1919ခုနှစ်တွင်အင်္ဂလန်သို့ဆီလို၍အရေးဆိုရသည်။မွန်တေဂူချန်စပို့အစီရင်ခံစာအရအိန္ဒိယကိုတိုင်ဟန်ကီအုပ်ချုပ်ရေးပြီးသောအခါ မြန်မာနိုင်ငံကိုချဉ်လက်တာပြီးကရဒေါ့စီမံကိန်းဖြင့်နှစ်သက်ရန်လှည့်စားခဲ့သည်ကရဒေါ့စီမံကိန်းကိုပြည်သူတို့မလိုလားသောကြောင့် YMPA ကဦးစီး၍ကန့်ကွက်ခဲ့သည်2020ပြည်နှစ်တွင်ဥပပေဥပုနှင့်ဥသိမ်းမောင်ဘေပုမောင်တို့ပါဝင်သော YMPA ကိုယ်စားလှယ်အဖွဲ့ကိုဒုတိယအကြိမ်အင်္ဂလန်သို့ဆီလွှတ်၍အုပ်ချုပ်ရေးတွင်ပြည်ရန်တောင်းဆိုခဲ့သည်ထို့ကြောင့်အင်္ဂလိပ်တို့ကမြန်မာနိုင်ငံကိုတာယာကီအုပ်ချုပ်ရေးပေးခဲ့သည် YB ဒီ1906ခုနှစ်မှာ1920ပြည့်နှစ်အတွင်းမြန်မာနိုင်ငံတွင်အင်အားကြီးမားသောအသင်းတစ်ခုဖြစ်ပြီးပြည်သူနှင့်နိုင်ငံကိုအကျိုးပြုသည့်အဖွဲ့အစည်းဖြစ်သည်။အနုညီဖြင့်အင်္ဂလိပ်နယ်ချဲစန့်ကျင်ရေးလုပ်ငန်းများကိုစတင်ခဲ့၍မြန်မာတိုင်းဒေသတွင်မျိုးချစ်စိတ်တက်နှင့်ဇာတိတွေဇာတိမန်တို့ကိုနှိုးချစေခဲ့သည်။မြန်မာအသင်းချုပ်ကြီး GCPA YMBA အထမအကြိမ်မြောက်အစည်းအဝေးကို1920ပြည့်နှစ်တွင်ပြည်မျိုး၌ကျင်းပခဲ့ပြီးမျိုးသားလှုပ်ရှားမှုများကိုပုံမူကျေပြန့်စွာ ဆောင်ရွက်နိုင်ရန် YMBA ကို GCPA မြမအတင်းချုပ်ကြီးကိုပြောင်းလဲဖွဲ့စည်းခဲ့ပြီးအတင်းပထမအဦးဆုံးကထာမှာဦးချစ်လိုင်ဖြစ်သည့် GCPA ကိုဦးဆောင်ခဲ့ကြသူများမှာခေတ်ပညာတက်လူငယ်များဖြစ်ကြသည် GCPA ရွေးချယ်များမှာဟုံးမူကိုကိုပိုင်အုပ်ချုပ်ရရှိပြီး အစိုးရရာထူးကြီးများတွင်မြန်မာတိုင်းရင်းသားများခန့်တာရင်းနှင့်စီးပွားရေးလုပ်ငန်းများကိုမြန်မာတိုင်းရင်းသားများလုပ်ပိုင်ခွင့်ရရှိရေးလို့ဖြစ်သည် GCPA ၏နေချက်ဆန့်ကျင်ရေးညီပြူဟာမှာအကြံမဖန်အမှုနည်းဖြင့်အာဏာပြန်ဆန်ရေးဖြစ်သည် GCPA သည်2020ပြည့်နှစ်တွင် ဖြစ်ပေါ်သောပထမကြောင်သားတွေကိုအားပေးပြီးလူသားကြောင်များပို့ထွန်းလာရန်အကူအညီပေးခဲ့သည် GCPA ဦးဆောင်မှုဖြင့်လူခုံနှင့်မျိုးကုန်မပေးရင်အင်္ဂလိပ်အနာပိုင်းများနှင့် မဆက်ဆံရေးလိုကိုပြုလုပ်ခဲ့အင်္ဂလိပ်ကုမ္ပဏီများ၏ရေနံဒုဖို့ခြင်းတထုဒုဖို့ခြင်းအပါအဝင်မြန်မာနိုင်ငံမှတယံဇာတများထုတ်ယူသုံးစွဲနေခြင်းကိုကန့်ကွက်ခဲ့သည်မြန်မာပိုင်ရေနံလုပ်ငန်းအထည်လုပ်ငန်းနှင့်ဝန်တာနုပံလုပ်ငန်းများကိုတည်ထောင်ရန်ကြိုးပမ်းခဲ့သည်နိုင်ငံခြားကုန်ပစ္စည်းများကိုအသုံးမပြုဘဲပြည်တွင်းဖြင့်အားပေးရေးကိုဆောင်ရွက်ခဲ့သည် GCBA သည်အင်္ဂလိပ်တို့ပြီးသော ဒိုင်ကီအုပ်ချုပ်ရေးကြောင့်နှစ်ဖွဲ့ကွဲခဲ့သည်ဟွန်မူခေါ်ကိုပိုင်အုပ်ချုပ်ရေးရရှိမှဂျင်းနတ်မီဒိုင်ကီကိုလက်မခံသောဦးချစ်လိုင်ခေါင်းဆောင်သည့်ပင်မဂျီစီဘီအေနှင့်ဒိုင်ကီကိုလက်ခံသောဗဗေခေါင်းဆောင်သည့်22ဦးအဖွဲ့ဝင်ဖြစ်လာခဲ့သည်1925ခုနှစ်တွင်ဦးချစ်လိုင်ဂျီစီဘီအေမှဦးစိုးသိန်းဂျီစီဘီအေထပ်မံကွဲသွားခဲ့ရမှအစပြု၍ GCB ရဲ့အသိဉာဏ်ကြီးသည်အစိတ်စိတ်အမှောင်မှာကွဲသွားခဲ့သည် သို့သော GCPA ဒီအမျိုးသားစိတ်ဓာတ်နေချက်ဆန့်ကျင်ရေးစိတ်ဓာတ်ထိုတက်အခြေခံပါလာစီရင်အများဆုံးလှုပ်ဆော်ပေးခဲ့သည့်အဖွဲ့ကြီးဖြစ်သည်အလုံးကိုကျေးဇူးတင်ပါတယ်ဒီပို့ချချက်ကိုဒီမှာပဲရနာပါမယ်